ဒီစာရကစူရီကလာတဲ့တုံဝုထုလေးကိုမြတ်စွာဘုရားကဘာဟောတော့ဆိုဒီဝုထုကြောင့်အပကေနံပိမေတာဝေပါပတိနဝိသကနောအတိညာရှိတဲ့ပုဂ္ဂိုလ်ဟာတဲ့အရင်ဒီဥစ္စာနည်းနည်းလေးနော်ရင်းနှီးတဲ့ငွေလေးကနည်းနည်းလေးအဲ့ဒီနည်းနည်းလေးရင်းနှီးပြီးတော့ကိုယ့်ကိုချိပတ်တုတ်တက်လောက်လုပ်တယ်တဲ့မိခဲတေးသေးလေးကို လောင်စာတွေထည့်ပြီးတော့မိလုံးကြည့်ဖြစ်အောင်လုပ်တယ်လို့ပဲသူ့ကိုယ်သူကြီးပွားတော့အလုပ်နိုင်တယ်အဲ့ဒါလို့လုတ်တတ်ရမယ်လို့သူဟောတာနော်အဲ့ဒါလို့လုတ်တတ်တယ်ဆိုတာမန္တလေးမြို့မှာလူငယ်တယောက်တွေ့ဘူးတယ်သူမိဘတွေကပဲခွဲဆက်မှာလုတ်တယ်ပဲခွဲဆက်လုတ်တယ်အဲ့လူငယ်ကသူကအယောင်းဝယ်အတ္တမဝါဒနာပါတယ်ငယ်ငယ်လေးတွေကလည်း ခုနပစ္စည်းလေးယူဒီနာအကျွေးယူပြီးဟိုရောင်းအမြတ်ကလေးနဲ့လည်းရစုအကျွေးယူဟိုရောင်းခုနဒီနာကလည်းရွှေရောင်းတဲ့အရောင်းလေးနဲ့သူကငွေကျေးစုပြီးတော့တကယ်တော့တက်တဲ့အခါသူပိုင်သူကိုယ်ပိုင်ကားစီးပြီးတော့တက်တယ်အဲ့ကလေးမန္တလေးမြို့မှာရှိခဲ့ဘူးတကယ်ရှိခဲ့ဘူးသူနာမည်တွေပဲတော့မသိဘူးလူတော့တွေ့ဘူးလေသူကားလည်းစီးဘူးတယ် ဲ့ဒါသူ့ဘာသူစုဆောင်းပြီးတော့ဝယ်တယ်ကားတဲ့သူမိဘတွေကပြောမိဘတွေကဝယ်ပေးတာမဟုတ်ဘူးသူ့နာမည်တော့ဘာတော့မမှတ်မိတော့ဘူးသူဟာအိန္ဒိယနာကပဲအဲ့တော့တကယ်ရှိခဲ့အဲ့လိုတော်တဲ့ပုဂ္ဂိုလ်လေးတွေကိုယ့်ကိုချိပွတ်တုတ်တဲ့အောင်လုပ်တာချိပွတ်တုတ်တဲ့အောင်လုပ်တတ်တယ်အဲ့ဒီလိုမလုပ်ဘဲနဲ့တပည့်ဆိုင်တိုင်းတပည့်ရိုးတွေကအရက်ကလေးငဲ့တော့ရေသေးတော့မဟုတ်ဘူး ။လက်ဖေးဦးရဲအခုကလက်ဖေးဦးရဲမှာရင်နွေးမရှိတော့ဘူး။ဓာတ်ပူလည်းလည်းရင်နွေးကမရှိတော့ဘူး။ဒီပြည့်အရေတွေရောက်ကုန်ပြီလေသူ။အဲ့ဒါလိုနဲ့ဒီနေ့ကောင်ချင်းပြုံးဘလုံးမွဲကြည့်နေဆိုဘလုံးလုံးကြည့်ပွားမှာတော့ကြည့်ပွားနိုင်မှု။အဲ့တော့လောကလူငယ်လူရယ်တွေမကြည့်ပွားတာဟာအစိုးရအပြစ်ချလို့လည်းမရဘူး။ဘယ်သူမှအပြစ်ချလို့မရဘူး။ အတ္တသမာပဏိတိပြည့်နေတယ်လို့ပဲပြောမှာပဲဖြစ်တယ်ပေါ့နော်ဘယ်သူမပြုတ်မိမိမှုဆိုတာကိုယ်ကိုကြိုးစားမှပဲជីវ័តတွေ့တယ်တခြားနိုင်ငံလူတွေဘာလို့ជីវ័តတွေ့တယ်နေချင်ချိုးစားကြဒါချိုးစားကြအဲ့ဒီလိုချိုးစားမချိုးစားတဲ့လူကဟိုလူဖြစ်တယ်ဒီလူဖြစ်တယ်ရှောက်တင်းနေမှာပဲနော်အဲ့လိုအပြစ်မတင်မဲနဲ့ကိုယ့်ကိုယ်ကိုစူးစမ်းရမယ်အတ္တသမပဏိတိရှိအောင်စူးစမ်းရမယ်ဆိုတာ လူတိုင်းလူတိုင်းမှတ်သားလာယူပြီးအောင်မြင်ကြီးပွား14ပါးဆိုတာတတိထားပြီးတော့ကြိုးစားအထောက်လို့ရှင်တို့တွေကအောင်မြင်ကြီးပွားမှုကိုရနိုင်တယ်